အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟုသုတေသနဌာနကထုတ်ပေးတဲ့27စာစဉ်အမှတ်3 2009မတ်လတုန်းမှာဖော်ပြပါရှိတဲ့နိုင်ငံရေးမူဝါဒများကိုရေပုံရအဖြစ်သတ်မှတ်ပြဋ္ဌာန်းသည့်အချက်များဆိုတဲ့ဆုံးပါဖြစ်ပါတယ်။စာရေးသူ VN ခန်းနာရဲ့ Foreign Policy of India စာအုပ်မှာကောက်နှုတ်ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။နိုင်ငံရေးမူဝါဒများကို ရေပုံရအဖြစ်သတ်မှတ်ပြဋ္ဌာန်းသည့်အချက်များဦးစားပထမအဖြစ်ပထဝီနေသားဟာအရင်ကကြတဲ့ပြဋ္ဌာန်းချက်တစ်ခုဖြစ်တယ်။နိုင်ငံတကာနိုင်ငံရဲ့အရွယ်ပမာဏဟာရှိတဲ့လူဦးရေနဲ့မြလောက်အောင်ကျယ်ဝန်းမယ်မအေးလွန်းမပူလွန်းမြတ်တာတဲ့ရာသီဥတုလည်းရှိမယ် တောင်များမြစ်များပင်လယ်များကဲ့သို့သောတဘာဝအယံတားများနဲ့နယ်နိမိတ်သတ်မှတ်ပေးထားတဲ့မြေမျက်နှာတွင်မြင်ရှိတဲ့အပြင်ကြစ်ကြစ်လစ်လစ်စူးစီးထားတဲ့နယ်မြေလည်းရှိမယ်ဆိုရင်အဲ့ဒီတိုင်းပြည်ဟာလွတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒကိုချမှတ်အကောင်အထည်ဖော်နိုင်စွမ်းရှိတယ်။ခင်မီစစ်ဘက်ဆိုင်ရာယန္တရားများမပေါ်ပေါက်မီကဆိုရင်ပထဝီနဲ့တဘာဝမြေမျက်နှာတွင်မြင်ထူးခြားချက်ဟာအလွန်အရေးပါတဲ့အသုံးဝင်မှုရှိတယ် နိုင်ငံတကာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကို အပြောင်းအလဲဖြစ်စေတဲ့အဲ့ဒီနိုင်ငံရဲ့အင်အားကိုနိုင်ငံအကျယ်ဝန်းနဲ့မြေမျက်နှာသွင်းမြင်ကအထောက်အကူပြုတယ်လို့တဘာဝတယံဇာတနဲ့လူဦးရေအ ਨੇ များကလည်းအထောက်အကူပြုတယ်ပထဝီဆိုင်ရာအချက်လက်များနဲ့တီနီယာကိုအထူးဂရုပြုရမယ်ဗြိတိန်နဲ့ဂျပန်ဟာ နိုင်ငံငယ်ပေမဲ့သမုဒ္ဒရာကြီးများကိုကူးတန်းရောင်းဝယ်ရေးလမ်းမကြီးဖြစ် အသုံးချနိုင်စွမ်းရှိတဲ့အတွက်ကြီးကျယ်တဲ့နိုင်ငံတွေဖြစ်လာခဲ့တယ် ပိုလန်လိုနိုင်ငံမျိုးကြတော့သဘာဝနယ်နိမိတ်မရှိတဲ့အတွက်သူတို့ရဲ့လုံခြုံရေးကိုမကြခဏချိန်ကြောက်ခံရတယ်။အပါဒိုရိုင်းရေးခဲ့သလိုပဲဗြိတိန်နိုင်ငံဟာ ဥရောပတိုက်ကနေရေမိုင်း20ချပြီးတတိတကြားတည်ရှိနေတဲ့အတွက်နယ်စပ်ပြဿနာနဲ့ပတ်သက်ပြီးအချင်းချင်းတိုက်ကြရင်အကြီးအကျယ်ခြေကုန်လက်ပန်းကျနေကြတဲ့ပြင်သစ်နဲ့ဂျာမနီစတဲ့နိုင်ငံတချို့လိုအဖြစ်မျိုးမရောက်ဘဲတပန်းတာစေတယ်။သူကထပ်ပြီး လေချောင်းအင်အားဟာဒီအချက်ရဲ့အရေးပါမှုကိုတကယ်ပဲရော့ကြစေပါတယ်လို့ပြောခဲ့သေးတယ်။တိုင်းပြည်တစ်ခုဟာလွတ်လပ်တဲ့နိုင်ငံရေးဝါဒကို ဖော်ဆောင်နိုင်စွမ်းရှိမရှိဆိုတာဟာအဲ့ဒီတိုင်းပြည်ရဲ့တည်နေရာပေါ်မူတည်ပါတယ်။နယ်မြေကြီးမားကျယ်ပြန့်လာတဲ့အမေရိကန်ပြည်ထောင်စုဟာတခြားတိုက်ကြီးများနဲ့ Atlantic နဲ့ Pacific သမုဒ္ဒရာများကခြားထားတဲ့အတွက် မကြုံဘူးတဲ့အကျိုးကျေးဇူးများရရှိစေတယ်။အမေရိကန်ပြည်ထောင်စုဟာ တီးကြားကင်းလွတ်စွာယက်တီတဲ့မူဝါဒကိုစိတ်အေးလက်အေးနဲ့အကြာကြီးကျင့်သုံးနိုင်ခဲ့တယ်။နောက်ဆုံးမှာတော့မဟာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပေါ်ထွက်လာခဲ့တယ်။အမေရိကန်ပြည်တော်စုရဲ့တီနီယာနဲ့အကျယ်ဝင်းကဒုတိယကမ္ဘာစစ်ကြီးအတွင်းအမေရိကတိုက်ကိုသူ့နယ်မြေပေါ်မှာဘယ်လိုတိုက်ခိုက်မှုနဲ့စစ်ပွဲများမှမဖြစ်စေဘဲအကောင်ပကတိအတိုင်းပဲရှိနေစေတယ်။တောင်အာရှမှာအိန္ဒိယရဲ့တီနီယာဟာအိန္ဒိယကိုအဓိကအင်အားတစ်ရပ်ဖြစ်လာစေပြီး မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့နိုင်ငံရေးပူဝါဒကိုချမှတ်ကျင့်သုံးနိုင်စေတယ်။ရုရှားနိုင်ငံရဲ့ကြီးမားကျယ်ပြန့်မှုနဲ့တရုတ်ပြည်နဲ့အိန္ဒိယပြည်ရဲ့များပြားလာတဲ့လူဦးရေကအဲ့ဒီနိုင်ငံတွေရဲ့နိုင်ငံရေးမူဝါဒအတွက်အရေးပါတဲ့အဆုံးဖြတ်တွေဖြစ်တယ်။ဒါပေမဲ့နိုင်ငံတနိုင်ငံရဲ့လူဦးရေအ ਨੇ များဆိုတဲ့အချက်တခုတည်းနဲ့ဒီနိုင်ငံရဲ့အင်အားကိုမဖော်ညွှန်းနိုင်ပါဘူး။လူဦးရေလည်းနည်းနေမြေလည်းအလွန်ကျဉ်းမြောင်းပေမဲ့ အင်မတန်ရန်စကျူးကျော်တဲ့ထီလဲထီရောက်တဲ့နိုင်ငံရေးမူဝါဒကိုချမှတ်ကျင့်သုံးတဲ့အစ္စရေးလိုဥပမာလည်းရှိပါတယ်ဒုတိယအဖြစ်သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုဒလိထုံးစံများဟာနိုင်ငံရေးမူဝါဒချမှတ်ရမှာအရေးပါတဲ့ဩဇာလွှမ်းမိုးမှုရှိတယ်မိခင်နိုင်ငံဖြစ်တဲ့ဗြိတိန်နဲ့အမေရိကန်ပြည်ထောင်စုရဲ့သမိုင်းကြောင်းဆက်သွယ်မှုဟာအမေရိကန်မူဝါဒပေါ်မှာ ကာလကြာမြင့်စွာဩဇာတက်ရောက်မှုရှိခဲ့တယ်အိန္ဒိယပြည်မှာ British နယ်ချဲ့စနစ်နဲ့ကျွန်တော်တို့ရဲ့ကိုလိုနီစနစ်ဆန့်ကျင်ရေးနယ်ချဲ့စနစ်ဆန့်ကျင်ရေးလွတ်မြောက်ရေးတိုက်ပွဲဟာအိန္ဒိယရဲ့နိုင်ငံရေးမူဝါဒအပေါ်မှာတိုက်ရိုက်ဩဇာတက်ရောက်မှုရှိတယ်။အာရှအာဖရိကတိုင်းပြည်များကလွတ်လပ်ရေးတိုက်ပွဲများနဲ့လူမျိုးခွဲခြားမှုဆန့်ကျင်ရေးတိုက်ပွဲများကိုအိန္ဒိယကအပြည့်အဝထောက်ခံတာဟာကျွန်တော်တို့ရဲ့သမိုင်းကရရှိတဲ့ရလဒ်ပါပဲ။အလားတူပဲအစင်လာတန်မိုးများဟာလည်းကြီးမားတဲ့အရေးပါမှုရှိပါတယ်။ အဘဒူရာရဲ့အဆိုအရအစင်လာတန်ဖိုးဆိုတာသက်ဝင်ယုံကြည်မှုများနဲ့အကျင့်တလိများမှာပါဝင်နေတဲ့အခြေခံမူတွေလို့ပြောနိုင်တယ်။ဒီယုံကြည်မှုနဲ့ဓလိထုံးစံတွေဟာမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာခဲ့တာဖြစ်ပြီးလေးစားထိုက်တဲ့ယုံကြည်လက်ခံကျင့်သုံးထိုက်တဲ့အရာများဖြစ်အလေးထားမှတ်ယူလာခဲ့ကြတာဖြစ်တယ်။နိုင်ငံရေးဝန်ကြီးဆိုတာလူမှုဝန်ဝိုင်းတစ်ခုလုံးလေးကတာဝန်ကြရအခမ်းအနားတစ်ခုသာဖြစ်တယ်။သူဟာ လူအဖွဲ့အစည်းကလက်ခံထားတဲ့အခြေခံတန်ဖိုးတွေကိုဂရုမပြု အလေးမထားလို့မရဘူး။ဒါကြောင့်အမေရိကန်ပြည်ထောင်စုကဒီမိုကရေစီတန်ဖိုးတွေနဲ့အိန္ဒိယပြည်ကလော်ဂီရေးဝါဒတွေဟာနက်နက်ရှမ်းရှမ်းအမြင့်တွယ်နေတာတွေဖြစ်လို့ဒါတွေကိုအဲ့ဒီတိုင်းပြည်တွေကနိုင်ငံရေးမူဝါဒချမှတ်သူဘယ်သူတွေမဆိုလစ်လျူရှိလို့မရနိုင်ဘူး။တတရားအဖြစ်ကုန်ကြမ်းပစ္စည်းများနဲ့တဘာဝတယံဇာတာများပိုင်ဆိုင်မှုနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်အဩဇာများကလည်း တိုင်းပြည်တစ်ခုရဲ့နိုင်ငံရေးမူဝါဒလမ်းကြောင်းကိုသတ်မှတ်ပြတ်ထန်တယ်။တိုင်းပြည်တစ်ပြည်ရဲ့နိုင်ငံရေးအင်အားကိုမကြာခဏစီးပွားရေးရှုထောင့်ကနေတိုင်းတာတတ်ကြတယ်။ဒါကြောင့်နိုင်ငံရေးမူဝါဒကိုပုံဖော်ရမှာဒီအချက်ကိုလစ်လျူရှုထားလို့မရဘူး။စက်မှုလုပ်ငန်းအခြေခံအားနည်းတာဟာအဲ့ဒီတိုင်းပြည်ရဲ့နိုင်ငံရေးမူဝါဒရဲ့ထိရောက်မှုကိုပြောင်းပြန်အကျိုးသက်ရောက်စေနိုင်တယ်။လွတ်လပ်ရေးရပြီးတဲ့နောက်အိန္ဒိယဟာတိုင်းပြည်တဆင့်ပြီးတဆင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံးဝအာယုံစိုက်နှစ်မြုပ်ထားခဲ့တယ်။ဒီကြီးမန်းချက်အတွက်အိန္ဒိယအနေနဲ့နိုင်ငံသားအကူအညီသာမကနိုင်ငံသားက နီးပညာလဲလိုအပ်ခဲ့တယ်။ဗမ်မလိုက်မူဝါဒကို ချမှတ်ကျင့်သုံးခြင်းဖြင့်အိန္ဒိယဟာအရက်လေးမျက်နှာမှအကူအညီများကိုရရှိခဲ့တယ်။လက်နက်အများပြားထုတ်လုပ်တဲ့နိုင်ငံများဟာသူတို့ရဲ့နိုင်ငံသားရေးမူဝါဒရွေးချယ်မှုဟာအခြေခံအားဖြင့်ရေနံထုတ်လုပ်တင်ပို့တဲ့နိုင်ငံများနဲ့လုံးဝကွဲပြားခြားနားတယ် အနောက်အာရှနိုင်ငံများကရင်းနှံပိုင်ဆိုင်မှုမျိုးလိုတဘဝတယံဇာတာပိုင်ဆိုင်မှုဟာကျွမ်းကျင်လိမ္မာပြီးအမြင်ကျတဲ့အစိုးရတရက်ဤပညာဆိုင်ရာအဖွဲ့အစည်းနဲ့စစ်ရေးအင်အားကဲ့သို့သော တခြားအချက်လက်များနဲ့ပေါင်းဆက်မပေးနိုင်ရင် သူ့တစ်ခုတည်းနဲ့မလုံလောက်ဘူးရင်းနှံဟာ စွမ်းအင်ရဲ့အရင်းမြစ်ဖြစ်စက်မှုလုပ်ငန်းနဲ့စစ်ရေးအတွက်အရေးပါလာတယ်ပြင်သစ်ဝန်ကြီးချုပ်ကလီမန်ဆောကရင်းနှံတစ်ဆက်ဟာကျွန်တော်တို့စစ်သားများရဲ့ သွေးတစ်စက်တန်တယ်လို့ပြောဘူးတယ်အနောက်အာရှနိုင်ငံများရဲ့နိုင်ငံရေးမူဝါဒအပေါ်မှာအဲ့ဒီနိုင်ငံတွေရဲ့ရေနံတရံဇာတပိုင်ဆိုင်မှုက တိုက်ရိုက်ဩဇာတက်ရောက်မှုရှိသလိုရေနံတရံဇာတမပိုင်တဲ့တခြားနိုင်ငံများရဲ့မူဝါဒအပေါ်မှာလည်းအဲ့ဒီချုပ်တဲ့မှုကတခြားပုံစံနဲ့ဩဇာတက်ရောက်မှုရှိတယ်။သရုပ်ထားအဖြစ်အမျိုးသားစိတ်ဓာတ်မြင့်မားမှုဟာနိုင်ငံရေးမူဝါဒကိုအောင်မြင်စွာစီမံဆောင်ရွက်နိုင်စေတယ်။မြင်သာတာက မျိုးတူစုလူအဖွဲ့အစည်းဟာအမျိုးသားသွေးစည်းညီညွတ်မှုကိုခိုင်မာစေတယ်။အမျိုးသားစိတ်ဓာတ်မြင့်မားစေတယ်။လူအဖွဲ့အစည်းတွင် ချမ်းသာနဲ့ဆင်းရဲအကြာမတူတဲ့လူဒန်းသားများအကြာခြားနားမှုများလူမျိုးနဲ့ဇက်နှိပ်ဇက်မြင့်ခွဲခြားမှုဟာနိုင်ငံရေးမူဝါဒပေါ်မကောင်းတဲ့တရားမှုရှိတယ်။ဒါကြောင့်လူမျိုးရေးစည်းလုံးမှုဟာအောင်မြင်တဲ့နိုင်ငံရေးမူဝါဒကိုဖော်ဆောင်ပေးနိုင်စေတဲ့နောက်ထပ်အချက်လက်ဖြစ်တယ်။ပြင်ဆင်မှာအားဖြင့် နိုင်ငံရေးအဖွဲ့အစည်းနိုင်ငံရေးအစင်လားအစိုးရအဆောက်အုံနဲ့ဉာဏ်အမျှော်မြင်ရှိတဲ့ခေါင်းဆောင်မှုဟာလည်းထိရောက်တဲ့နိုင်ငံရေးမူဝါဒကိုပေါ်ဆောင်ရမှာအထောက်အကူပြုတယ်။ငြိမ်းချမ်းရေးအမှန်တရားနဲ့အကြမ်းမဖက်ရေးအစင်လာများကအိန္ဒိယကိုနိုင်ငံတကာသဘောထားကွဲလွဲမှုများတွင်ငြိမ်းချမ်းစွာဖြည့်ရှင်ရေးကိုစွဲမြဲစွာရည်တည်စေတယ်။လက်နက်ဖြတ်သန်းရေးကို အားပေးစေတယ်။အိန္ဒိယဟာခွဲခြားမှုရှိတဲ့ နျူကလ িয়ার မပြန့်ပွားရေးစာချုပ် NPT လက်မှတ်ရေးထိုးရေးကိုအတိအလင်းနဲ့အစဉ်တစိုက်ဆန့်ကျင်ရပ်တည်တဲ့အပြင်အလုံးစုံနျူကလ িয়ার စမ်းသပ်မှုပိတ်ပင်ရေးစာချုပ်1996ခုနှစ်တွင်နိုင်ငံအများပြားကလက်မှတ်ထိုးခဲ့တဲ့လက်မှတ်ရေးထိုးရေးကိုလည်းဆန့်ကျင်ရပ်တည်ခဲ့တယ်။အိန္ဒိယရဲ့ဒီရပ်တည်မှုကိုဘယ်လိုခွဲခြားမှုမျိုးမှမရှိတဲ့နျူကလ িয়ার မဲ့ကဘာကြီးဖြစ်ရေးအပေါ်ကျွန်တော်တို့ရဲ့တပ်ဝင်မှုကလမ်းညွှန်တာဖြစ်ပါတယ်။ခေါင်းဆောင်မှုအည်သွေးဟာလည်းအရေးကြီးတဲ့အချက်တစ်ခုပါပဲ ဒီမိုကရေစီကိုတည်ဝင်ယုံကြည်တဲ့အမြင်ကျတဲ့နေရူးအနာဂတ်စစ်ပွဲများအားလုံးကိုအဆုံးသတ်ပစ်ချင်တဲ့စိတ်ကူးဆန်ဝါဒီဝစ်ဆန်ဒုတိယကမ္ဘာစစ်ကြီးမှာနိုင်ရမယ်လို့ပိုင်းဖြတ်ထားတဲ့ဝက်စတန်ချာချီမထင်ရှားပေမဲ့စိတ်တက်ကြန့်ခိုင်တဲ့လာဘဟာရူရှက်စရီတို့ဟာ အမျိုးသားအကျိုးစီးပွားကို ထိထိရရောက်ကာကွယ်တဲ့နိုင်ငံရေးမူဝါဒကို ပုံစံချရမှာအလွန်အောင်မြင်ကြတယ်။အခြားတစ်ဖက်မှာတော့ဟစ်လာ သောမဟုတ်မူဆိုလီနီ သောမဟုတ်ယာယာခန်သောမဟုတ်ဆရမ်ဟူစိန်တို့လိုခေါင်းဆောင်တွေဟာသူတို့ရဲ့တိုင်းပြည်အတွက်ကြီးမြတ်တဲ့အနာဂတ်ရရှိဖို့အာမခံခဲ့ကြတယ်။ဒါပေမဲ့သူတို့ရဲ့မူဝါဒတွေဟာ မကြာခဏပဲဘေးဒုက္ခစီသို့ဥတည်နေစေတယ်။ကာလာတို့တွင်သာအောင်မြင်နိုင်ပြီးအဆုံးမှာဗယံမရာဖြစ်သွားတဲ့မတရားဖိနှိပ်အုပ်စိုးမှုစနစ်ထက်ဒီမိုကရေစီစိုးမိုးမှုစနစ်ဟာရေရှည်မှာပိုပြီးထိရောက်မှုရှိတယ်။ဒါပြင် ပြည်တွင်းမူဝါဒဟာနိုင်ငံရေးမူဝါဒကိုအစဉ်သဖြင့်လွှမ်းမိုးမှုရှိတယ်။ထိပ်ပန်းအုပ်စိုးသူများရဲ့အမြင်နိုင်ငံတော်အဆောက်အအုံရဲ့အမိန့်အာဏာများနိုင်ငံရေးပါတီများရဲ့သဘောတရားများဟာနိုင်ငံရေးမူဝါဒပေါ်ဩဇာလွှမ်းမိုးတဲ့အမျိုးမျိုးသောအကြောင်းချက်များဖြစ်ကြပါလေ။ဆက်တမအားဖြင့်တိုင်းပြည်တစ်ပြည်ရဲ့စစ်ရေးအင်အားဟာအဲ့ဒီတိုင်းပြည်ရဲ့နိုင်ငံရေးမူဝါဒကို တိုက်ရိုက်ဩဇာတိုက်ရောက်မှုရှိတယ်။စစ်စင်ရေးအတွက်နောက်ဆုံးမော်ခင်မီလက်နက်အသစ်ဆန်းများတပ်ဆင်ထားတဲ့ ြီးမားပြီးအင်အားတောင့်တင်းတဲ့လက်နက်ကင်တပ်များကိုပိုင်ဆိုင်မှုဟာထိရောက်မှုရှိတဲ့ရန်စကျူးကျော်တဲ့နိုင်ငံသားရေးမူဝါဒကိုချမှတ်စေတယ်။စစ်ရေးရန်နရာအားနည်းတဲ့တိုင်းပြည်တပြည်ဟာငြိမ်းချမ်းစွာစိတ်ဆက်ဆွနှင်းမှုများမှာတောင်တပန်းရှုံးလေးရှိတယ်။ဒါပေမဲ့အမျော်မြင်ရှိတဲ့ခေါင်းဆောင်မှုနဲ့ပြည်သူလူထုနဲ့စစ်တပ်ရဲ့မြင့်မားတဲ့စိတ်ဓာတ်ဟာစစ်တပ်သေးသေးဖွဲ့စည်းပြီးအောင်မြင်တဲ့နိုင်ငံသားရေးမူဝါဒကိုချမှတ်နိုင်စေတယ်ဆိုတာအစ္စရေးလိုနိုင်ငံမျိုးမှာတွေ့ရတယ်။ ။ဒါမှအပြင်စည်ရေးအင်အားတာလွန်ကြီးမတဲ့တိုင်းပြည်ဟာသူရရှိထားတဲ့အောင်မြင်မှုတွေကိုပိုမိုတိုးပွားစေဖို့ရဲဝံ့တဲ့မူဝါဒကိုဆက်လက်ကင်ဆွဲသွားဖို့ကြိုးပမ်းပါပဲ။အားနည်းတဲ့တိုင်းပြည်ကလည်းသူ့ရဲ့တပန်းရှုံနေရမှုတွေကိုလျှော့ချဖို့ကြိုးစားမှာပဲ။တတမအပြင်အခုနောက်ပိုင်းမှာတော့နိုင်ငံရေးမူဝါဒကို ပုံဖော်ရမှာ လူမှုထင်မြင်ချက်သဘောထားဟာအရေးပါတဲ့အချက်ဖြစ်လာတယ်။နိုင်ငံရေးမူဝါဒကိုနိုင်ငံရေးဌာနရုံးထဲမှာပဲ လျှို့ဝှက်ထားလို့မရနိုင်တော့ဘူး။မြောင်အသည့်ပေးလှုပ်ဆောင်လာရတယ်။နောက်ပြီးလူလူထင်မြင်ချက်သဘောထားဟာနိုင်ငံရေးမူဝါဒအကောင့်ထဲပေါ်ရမှာမကြာခဏဖိအားပေးပြောင်းလဲစေတတ်တယ်။ဗြိတိရှ်လူလူရဲ့အမျက်ဒေါသက1935ခုနှစ်မှာဗြိတိရှ်နိုင်ငံရေးဝန်ကြီးဆာဆမ်ဘယ်ဟိုးကိုယာရုမှနှုတ်ထွက်စေရတယ်။အကြောင်းကတော့သူဟာ ကျူးကျော်ရေးသမားအီတလီကိုကယ်တင်ဖို့ ြင်သစ်နိုင်ငံရဲ့ဝင်ကြီးနဲ့လျှို့ဝှက်စွာဆက်သွယ်လှုပ်ဆောင်ခဲ့လို့ဖြစ်တယ်။နောက်တစ်ခါ SUS2 မြောက်အကြက်ထဲမှာဗြိတိရှရဲ့အရေးစွတ်မှုကိုဆန့်ကျင်တဲ့လူထုသဘောထားက1959ခုနှစ်မှာအီဒင်အစိုးရကိုနှုတ်ထွက်ပေးရစေတယ်။လူမျိုးစုများရဲ့မကျေနပ်မှုကိုကြောက်တဲ့အတွက်ကြောင့်အိန္ဒိယနိုင်ငံရဲ့မူဝါဒချမှတ်သူများဟာဆယ်စုနှစ်လေးခုကြာအစ္စရေးနိုင်ငံနဲ့တန်တမာဆက်သွယ်မှုမပြုဘဲနေခဲ့ရတယ်။ဗီယက်နမ်စစ်ပွဲမှာအမေရိကန်ပြည်တော်စုပါဝင်ပတ်သက်မှုဟာ အမေရိကန်ပြည်သူများရဲ့ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုကိုခံရတယ်။ခုခါမှာနိုင်ငံရေးမူဝါဒချမှတ်သူအလုံးဟာ လူမှုထင်မြင်ချက်သဘောထားကို အထူးအလေးထားလာကြရတယ်။နောက်ဆုံးအနေနဲ့နိုင်ငံကပတ်ဝန်းကျင်ဟာနိုင်ငံရေးမူဝါဒကိုအဆုံးဖြတ်ပြုတဲ့အရေးကြီးဆုံးအချက်တွေတည်းကတစ်ချက်ဖြစ်ပါတယ်။နိုင်ငံရေးမူဝါဒဆိုတာဟာတခြားနိုင်ငံများရဲ့အပြုမှုဆောင်ရွက်မှုများနဲ့ထိမ့်ညှိရန်အတွက်နိုင်ငံတကာနိုင်ငံကချမှတ်တဲ့ဆုံးဖြတ်ချက်များကို စုပေါင်းထားတာဖြစ်ပါတယ်။ဒါကြောင့်ဘယ်အချိန်မှမဆိုနိုင်ငံတကာစနစ်ဟာနိုင်ငံသားရဲ့မူဝါဒပေါ်တိုက်ရက်ဩဇာတိုက်ရောက်မှုရှိတယ်။ Free and Canada ရဲ့ Foreign Policy of India စာအုပ်ခန်း၁ Foreign Policy and National Interest မှာကောက်နှုတ်ပြန်ဆိုပါသည်။စာရေးသူ VN Canada ဟာဒေဒီတက်ကတူ Dresden Bandhu College မှာပမောက္ခအောက်ဆင့်ရှိတဲ့ နိုင်ငံရေးသိပ္ပံဆရာတော်ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရေးသိပ္ပံအသင်းကြီးရဲ့ယာသပ္ပံအသင်းဝင်နဲ့နိုင်ငံတကာနိုင်ငံရေးသိပ္ပံအသင်းကြီးရဲ့အသင်းဝင်တူတည်းဖြစ်ပါတယ်။